အမေရိကန်ကိုကျွန်တော်ခုပြောချင်တယ်ဒီညမှာအမေရိကန်ပြည်မနိုင်ငံကဒီမှာလာနေတဲ့ TPS နဲ့အကောက်ဝယ်ပြထားတဲ့ဟိုသူယူသိလိုက်တယ်ပြန်ပြီးတော့အဲယူသိတဲ့အခါမှာသူတို့ကြီးညာကြထမဘာပါလဲဆိုရွေးကောက်ပွဲကိုအပိဒါရွေးကောက်ပွဲဟာတခါတည်းကောက်မွန်တဲ့ဥထုစင်းဖြစ်လာနိုင်တယ်ဆိုပြီးတော့အမေရိကန်တွေကအဲ့ဟာပါထက်ပြီးရထားစိတ်ကြီးစရာကောင်းတယ်ရွေးကောက်ပွဲရလဟာအလားလားစိတ်ကောင်းတယ်ဆိုပြီးတော့သူကပြောထားတယ်ဆိုတော့ပူပူပြီးခက်နေတာသူတို့ပြည်သူတွေကြတော့ မြန်မာနိုင်ငံအစိုးရလိုလိုကောင်းမွန်လာလိမ့်မယ်ရွေးကောက်ပွဲတွေအခုဆက်စပ်နေပြီအခြေအနေတော့အခုလောမှအခြေအနေကောင်းနေပြီပြန်ကြတော့ဆိုပြောတယ်ဒါမဲ့အမေရိကန်ပြည်သူတွေကြတော့မြန်မာကိုခီးသွားလောက်ကင်းပိတ်ထားတယ်မသွားရနဲ့လုံလုံရင်းမရှိဘူးဆိုတော့ဒီလူက double standard ပေါ့အဲ့ဒါမြန်မာပြည်သူမင်းတို့သွားရခင်ကြငါတို့ပြည်သူမင်းတို့မသွားတဲ့ဟိုမှာကျတော့လူခွေးချူဖောက်နေရဲနေရာတကာမလုံးဘူးဖြစ်နေဆိုတော့အဲ့ဒါကိုကြည့်ကြတဲ့ကသိတော့အိပ်ပဲမရှိဘူးတင်းဇွတ်ပြီးထောက်ခံဖို့လုံနေတဲ့ ပုံစံမျိုးတွေ့ရတယ်ပေါ့လေကျွန်တော်နှစ်ခုသွားတွေ့တယ် American ဝန်ကြီးဌာနတွေအချင်းချင်းထဲမှာသူတို့ထဲမှာ coordination မရှိဘူးဆိုတာတစ်ချက်ပဲနောက်တစ်ခုကတော့မြန်မာပြည်အတွက် lobby လုပ်နေတယ်ဆိုတဲ့အဖွဲ့တွေရဲ့ခြေလှမ်းတွက်နေတဲ့ကိစ္စတွေပေါ့နော်